ကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့ဒီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်ဘောပေါက်လား ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာလံဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးပြီးရင်အဲဇာကားမှာပါဝင်တဲ့သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီးပြောကြားမှုတွေချင်းချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင် ယူစဉ်ကာလကတည်းက ယခင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့်နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဥတီချက်တွေမှာပြည်သူလူထုလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားမယ်ဆိုတာကိုမြေတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။အဲမျိုးကျင်းပဖို့အတွက်ပါတီစိုးဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေပညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ်သမိုင်းကိုဒုံဆိုင်မြည်သူများဆိုတဲ့ရွေးကောက်ပွဲ အသိပညာပေးဇာလန်းကိုအမှုပညာရှင်ပေါင်းမြောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်။ဒီလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လန်းနိုင်ဖို့အတွက်ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဘယ်လိုဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကို လိုလားပါတယ်ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးမဲလိမ်မဲခိုးမှုတွေကို အားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကိုအမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘောထုတ်ကြတယ်လို့တော့ ဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်မလို့လဲဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေ ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်သွဲမားရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစွာစပ်ပေါ်တေယုတ်ဆောင်ကျော်ဝင်းထွတ်ကော်ကျော်မင်းထွတ်ဟာသာတေယုတ်ဆောင်ပုံတိုင်းခေါ်ဇော်မင်းတို့ကိုကျွန်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ဒီမှာဒါရိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီး ဥပဒေပုံမှန်900ငါးနဲ့အမှုဖွင့်လှစ်ခံရင်းဖြစ်ပါတယ်။2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမိသောစီကံချက်နဲ့ပြစ်ဒဏ်လွန်ကျင်းချမ်းသာခွင့်ရခဲ့တယ်ဆိုဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီး ယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစီရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကောကျော်မင်းထွတ်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီပစီအထွေထွေရေးကောက်ပွဲများကိုနောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှာကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။နောက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများပညာပေးဆက်လန်းတို့ပေါ်ဝေဖန်သူတွေကိုပြင်းထန်ထိရောက်စွာအေးအေးယူမိဟု ိုချုပ်စော်မင်းထွန်းပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာချက်စီချင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြစ်ဒဏ်ကိုလည်းပြန်လဲကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါအပြင်ကျော်ဝင်းထွက်ကောကျော်မင်းထွက်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနောက်ရဟန်တာချက်စီချင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်။နောက်အကြောင်းအရာတစ်ချက်ကတော့ဒီနေ့ကျွန်တို့ဖြစ်ပွားခဲ့တဲ့ PDF အမိခံအကျမ်းပဲတမန်ရနဲ့ပူပေါင်းအဖွဲ့များကရွှေဘိုကြောင်မြောင်းစင်ကူမန္တလေးသွားကားလမ်းပေါ်မှာရှိတဲ့အေယော်ဒီမြကူတရာအေယော်ဒီတရာရန်နာတိန်ခါကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့တရင်ဖြစ်ပါတယ်။ဒီနေ့မနေ့6နိုင်7မိနစ်ခန့်မှာ PDF အမိခံအကျမ်းပဲတမန်များနဲ့ပူပေါင်းအဖွဲ့တွေက မိုက်ထောင်ဖျက်ဆီးခဲ့ပါတယ်။တံတားရဲ့ရည်လေတိုင်းနေဖြစ်တဲ့တိုင်မ RB4 နဲ့ RB5 အကြားပြီးရင်တော့ RB6A2 ခြေကလမ်းနေရာတွေကျိုးကျပျက်စီးခဲ့ပါတယ်။ဒါကြောင့်မလို့မော်တော်ယာဉ်တွေနဲ့ခီးသွားပြည်သူများဖြတ်သွန်းသွားလာနိုင်ခြင်းမရှိဘဲလမ်းမဆက်သွယ်မှုပြတ်တောက်လျက်ရှိပါတယ်။အဲယနာတင်ခါတံတားတံတားရှိ2480ပြီးရှိပါတယ်။ 2030ခုနှစ်ဧပြီလ16ရက်နေ့မှာစီမံကိန်းချစတင်ခဲ့ပြီး2023ခုနှစ်ဇူလိုင်လ24ရက်နေ့မှာဆောက်လုပ်ပြီးစီဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲလမ်းတကားအခြေခံအဆောက်အအုံများဟာတိုင်းပြည်အတွက်အရေးကြီးတဲ့အားဖြစ်ပါတယ်ပြည်သူလူထုရဲ့လမ်းမဆက်သွေးရေးပြည်သူလူထုရဲ့စားဝတ်နေရေးပြည်သူလူထုရဲ့လူမှုစုပေါင်းဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့အခြေခံအဆောက်အုံတွေဖြစ်ပါတယ်ဒါတွေကိုပြည်သူလူထုရဲ့လူမှုစီးပွားဘဝတွေပျက်စီးအောင်အခွင့်အရေးတွေနစ်နာရှုံးရှုံးအောင် လုပ်တာတွေကိုပြည်သူလူထုတရားလုံးအနေနဲ့လဲဝိုင်းဝန်းစန့်ကျင်ပေးကြဖို့မြေတားရခံပါတယ်တရားကိုပြန်လဲပြင်ဆင်ခြင်းလုပ်ငန်းတွေကိုလည်းအများဆုံးကျွန်တော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်နောက်အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒါအမျိုးမျိုးကြောဆုံနေတာတွေဝိပန်နေတယ်ရှိပါတယ်ဒီထက်မှအာဆီယံဘုံသမောတူညီချက်900နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့လှုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက်မြန်မာနိုင်ငံကိုအာဆီယံအစည်းအဝေးမှာနိုင်ငံရေးအဆင့်ရှိတဲ့သူတွေကိုတက်ရောက်ခွင့်ရနေဒါဆက်လက်ပိတ်ပင်သွားမယ်ဆိုတဲ့တဲ့င်းကိုအတိုက်ခံစံကျင်ဘက်မီဒီယာများအနေနဲ့ထုတ်လွှင့်နေရများလဲ တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောဆိုကြတာကတော့ဒီအာဆီယံဘုံသဘောတူညီချက်အားရနဲ့ပတ်သက်ပြီးတမိုင်းကြောင်းလေးပြန်ပြောချင်ပါတယ်။ဒီ2021ခုနှစ်ဧပြီလအတွင်းမှာအင်ဒိုနီးရှားမှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာနိုင်ငံကနိုင်ငံအကြီးအကဲကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒီအစည်းအဝေးမှာကျွန်တော်တို့လည်းပါဝင်တက်ရောက်ခဲ့ပါတယ်။ဒီအစည်းအဝေးမှာတော့နိုင်ငံတော်အကြီးအကဲ ဗဂျိုမူကြီးမရောက်လာရင်နေနဲ့ဒါအဓိကအကြောင်းအရာ၃ခုကိုတင်ပြခဲ့ပါတယ်။အဲဒီအကြောင်းအရာတွေတော့နံပါတ်၁တမ်တော်အနေနဲ့ဖေဖော်ဝါရီလ၁ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်လွှဲပြောင်းရယူခဲ့တဲ့အခြေခံအကြောင်းရင်းတွေနံပါတ်၂ကတော့စူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေစူပူဆန္ဒပြမှုအဆင့်တွေနံပါတ်၃ကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဖွဲ့စည်းပုံရှေ့လုပ်ငန်းစဉ်တွေနဲ့ ရည်မှန်းချက်တွေကိုပြောပြခဲ့ပါတယ်။အဲဒီမှာတက်ရောက်လာတဲ့အာဆီယံနိုင်ငံများကခေါင်းဆောင်များအားလုံးပါပါတယ်။ထေချာကျွန်တော်တို့ရှင်းလင်းပြခဲ့ပါတယ်။မဲလိမ့်မဲခုံမှုတွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းဒီမဲလိမ့်မဲခုံမှုတွေကြောင့်တမတော်အနေနဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့တဲ့အစင်းစင်းနေဥပဒေနီလန်ချောင်းအရာတောင်းဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအကျယ်တဝင့်ဒါပြောပြခဲ့ပါတယ်။ ဒါလို့ပြောပြပြီးတဲ့အခါမှာဒီနိုင်ငံခေါင်းဆောင်အသီးသီးကလည်းအကြံပြုချက်တွေဆွေးနွေးခဲ့ပါလေအဲ့ဒီအကြံပြုချက်တွေဆွေးနွေးခဲ့ပြီးမှဗိုလ်ချုပ်မေးမယောင်လိုင်းအနေနဲ့ဒီနိုင်ငံခေါင်းဆောင်တွေအားလုံးရှိမှာပဲအချက်၃ချက်ပြောခဲ့ပါလေနံပါတ်၁ချက်ကတော့ကျွန်တော်မြန်မာနိုင်ငံအပေါ်ကိုဒီအစည်းအဝေးကနေပေးလာတဲ့အကြံပြုချက်တွေနဲ့ပတ်သက်ပြီးအပြုသဘောဆောင်ပါတယ်ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက်ဒီအချက်တွေကို ပြည်တွင်းမှာလက်တလောဖြစ်ပေါ်နေတဲ့အခြေအနေများနဲ့ဆက်စပ်ပြီးအလေးပေးထက်သွင်းစဉ်းစားသွားမှာဖြစ်တယ်။နောက်ပိုင်းအချက်အနေနဲ့လက်ရှိမှာတော့ကျွန်တော်နိုင်ငံအနေနဲ့နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးကိုဦးစားပေးဆောင်ရွက်နေရတဲ့အတွက်ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးအာဆီယံကအဆိုပြုထားတဲ့မြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်ကိုစဉ်းစားသွားမယ်အကြောင်းနဲ့နံပါတ်3ချက်ကတော့ကျွန်တော်အစိုးရအနေနဲ့ရှေ့လုပ်ငန်းစဉ်900ကိုအကောင့်ထဲပေါ်ပါမှာ အာဆီယံကအပြုသဘော ပါဝင်ကူညီပံ့ပိုးပေးလို့နဲ့ဆက်လင်းပြီးအာဆီယံချာတာအာဆီယံဝေးအာဆီယံစပစ်များအပေါ်အခြေခံမယ်ဆိုရင်နိုင်ငံကောင်းကျိုးအတွက်စဉ်းစားပေးမှဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာထပ်ပြီးပြောကြားလိုတော့အာဆီယံထိပ်သီးအစည်းအဝေးကနေပြီးမြန်မာအရေးနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေ အဲ့ဒီစည်းဝေးမှာဘုံသဘောတူညီချက်ငါးရဆိုတာအာဆီယံထိပ်သီးစည်းဝေးပေးကနေပြီးအတီးပြုတ်ထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးစည်းဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်အကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကျိုးစည်းဝေးနဲ့အချုပ်အခြာအန္တရာယ်ကိုမထိခိုက်စေပဲစ조사ပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ်ဒီဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအများဆုံးရပ်တန့်ဖို့ဒါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူတွေရဲ့အကြမ်းဖက်လောက်ရတည်နဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေယခုနှစ်အော်တိုဘာလ25ရက်နေ့အတွင်းမှာရဟန်းတန်ဃာတီလာရှင်နိုင်ငံဝန်ထမ်းများအပါအဝင်အပြစ်မဲ့ပြည်သူ8149ဦးကို မတရားဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင် မိုင်းခွဲတိုက်ခိုက်မှုအကြိမ်သပေါင်းကျော်လောက်နဲ့မီးရှို့ဖျက်ဆီးခြင်း 1300ကျော်လောက်ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဒါအကြံဖက်လုံရတဲ့နဲ့ပတ်သက်ပြီးတပ်မတော်အနေနဲ့နိုင်ငံတော်လုံခြုံရေးတာဝန်ကိုပူတက်တာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့အကောင်ဆုံးစ조사ကာကွယ်ပေးလျက်ရှိပါတယ်။ဒုတိယချက်ငင်းချမ်းစွာအဖြေရှာမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့2022ခုနှစ်ကကို ငင်းကြိုင်းရဲ့နေ့ဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုပေါင်းတိုင်းသားလက်နက်ကင်အဖွဲ့10ဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ဒါပြင်အခြေခံဥပဒေ2008ခုနှစ်ကို ပြင်ဆင်နိုင်ရေးအတွက်အချက်43ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်။မကြသေးမီအချိန်ကားပဲကျွန်တော်တို့ NCA နှစ်ပတ်လည်နေ့ကိုဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်းပြောလိုပါတယ်။ဘုံသဘောတူညီချက်တတိယအချက်ဖြစ်တဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကစီးစပ်ဆွေးနွေးရမှာပံ့ပိုးကူညီဖို့ကိစ္စမှာလဲအာဆီယံကခန့်လိုက်တဲ့အထူးကိုယ်စားလှယ်ဆိုတာ2021ခုနှစ်ကနေလက်ရှိထိ9ဦးရှိပြီဖြစ်ပါတယ်။သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခရီးစဉ်တွေကိုကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။သူတို့နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်စတုတ္ထအချက်ပြတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့ AHA စင်တာကနေပေးရတဲ့ကိစ္စတွေမှာလည်းအပြည့်အဝပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်ဒီလုပ်ငန်းတွေကိုစံလုပ်ငန်းစီမင်း SOP တွေအနေနဲ့လည်းသဘောတူညီခဲ့ပြီးဖြစ်ပါတယ်နောက်ဆုံးအဆက်အနေနဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာနိုင်ငံသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ် ာဆီယံဥက္ကရာရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လို့ပဲဒါဘီကွန်း ထုတ်ချင်ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုတန်းတူညီတူစုမှုနယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုအမြဲတတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံဖွဲ့စည်းစတင်ဖွဲ့စည်းခဲ့တဲ့အတိုင်းအဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေး အာဆီယံစပစ်များအပေါ်မှာ အခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့အာဆီယံဖွဲ့ဝင်နိုင်ငံများအတွက်ပုံမူစည်းလုံးအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါ ဒရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ဦးကိုစစ်တပ်ဖမ်းဆီးစစ်တပ်ရဲ့မြဝတီရုတ်တံကနေထုတ်လွှင့်ခဲ့တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇလန်းတို့နဲ့အဲ့ဒီမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုမဟုတ်မမှန်ဝေဖန်ရေးသားတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဒရိုက်တာမိုက်တီစပ်ပူတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုဖမ်းဆီးလိုက်ကြောင်းစစ်ကော်မရှင်ရဲ့ဒီကနေ့ညပိုင်းထုတ်ပြန်ချက်အရသိရပါတယ်စစ်ကော်မရှင်ပြောအရအခုဖမ်းဆီးခံရသူတွေဟာစစ်တပ်ကိုထောက်ခံမှုမရှိတဲ့အပြင်ပြီးခဲ့တဲ့ ဲ့ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်လို့လက်ရှိမှာလည်းမကြမီကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်တဲ့အမှုပညာရှင်တွေကိုဝေဖန်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဖန်စီခန်၃ဦးထဲမှာဒရိုက်တာမိုက်တီဟာပထမအကြိမ်ရာဇသက်ကြီးပုံမှ905ကာနဲ့အေးအေးယူထောင်ချခံခဲ့ရပေမဲ့ခံဝင်လွတ်ငင်းနဲ့ပြန်လွတ်ပေးခဲ့တာကြောင့်လက်ရှိဖန်စီခန်ရတဲ့အမှုအတွက်ရွေးကောက်ပွဲကာကွယ်တာစီရေးဥပဒေနဲ့အေးအေးယူမှာဖြစ်တယ်လို့ပြီးခဲ့တဲ့အမှုအတွက်လည်းကြားခံရန်ကြံရှိတဲ့ပြစ်ဒဏ်ကိုထပ်မံကြားခံရမယ်လို့ဆိုပါတယ်။ အထင်အမြင်လွဲကျန်းနှစ်ဦးကိုလည်းရွေးကောက်ပွဲကာကွယ်တာစီရေးဥပဒေနဲ့အရေးယူမယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ချက်မှာဖော်ပြပါတယ်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းတို့ဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါဒဖြန့်စကားတို့ဖြစ်ပြီးမြန်မာထိပ်တန်းမင်းသားစီရင်ဝင် ်အကယ်ဒမီနေတိုးအကယ်ဒမီမြင့်မြတ်တက်သစ္စာအကယ်ဒမီမင်းသားတွေဖြစ်တဲ့နေဝင်းနဲ့အေဂျင့်မောင်အပြင်မင်းသမီးတွေဖြစ်တဲ့အကယ်ဒမီမေမြင့်မိုးနဲ့ချူလီတို့ကအဓိကပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်တဖက်တော်လန်ရေးအင်အားစုတွေကလည်းအဲ့ဒီဇလန်တို့မှာပါဝင်တရုပ်ဆောင်ထားတဲ့တရုပ်ဆောင်တွေရဲ့ဒဏ်ရာလောက်ပြောစကားတွေကတော်လန်ရေးအင်အားစုတွေကိုစော်ကားပြောဆိုထားတဲ့ဇဝင်ခန်းတွေပါဝင်နေဆိုပြီးတတိပေးချက်တွေလူမှုပြည်တံပေးတာတွေကိုပြုလုပ်ဖို့တိုက်တွန်းနေပါတယ်ပါတယ်